KNU ကရင်မျိုးသားစီရောကိုတူလေးအုပ်ချုပ်နယ်မြေခလေလီတူညောင်လေးပင်ခိုင်မူးမြို့နယ်အတွင်းစစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့နေရာတချို့ကို KNL ပူပေါင်းတပ်ဖွဲ့တွေဘက်မှသိမ်းယူနိုင်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။နောင်ကုန်းရင်တိုက်ကုန်းရံမြောင်ရွာချင်းကျွန်းကုန်းနိုကလောတောင်စုကြေးရွာတွေမှာတက်ဆွဲထားတဲ့ခလာယာ60ခလာယာ83စစ်ကောင်စီတပ်သားတွေကိုပြီးခဲ့တဲ့ဧပြီလ28ရက်နေ့မနက်တနင်္လာနေ့လောက်မှာကင်မျိုးသားလူမျိုးရေးတမတော် KNL တပ်ဖွဲ့မှဦးဆ ဆောင်ပြီးတိုက်ခိုက်သယူနိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီပြခတ်မှုတွင်စစ်ကောင်စီတပ်ဘက်မှတွေ့ရင်မှုတူအပါအဝင်အရာခံဗိုလ်တူနဲ့လောင်းငေတာအများပြားတည်ဆုံပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိသလိုလက်နက်ခဲများစွာလည်းတင်ယူရရှိခဲ့ပါတယ်။အဲ့ဒီကြေးရွာတွေမှာစစ်ကောင်စီတပ်သားတွေတဆွဲထားတဲ့အတွက်ဒေသခံပြည်သူတွေဟာသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုထားခဲ့ပြီးဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။ ။ဒါပြင်ဧပြီလ29ရက်နေ့ကလည်းလေတုံမြို့နယ်ထဲကကြေးရွာတွေကိုစစ်ကောင်စီတပ်သားတွေကလေရင်တွေနဲ့လာရောက်ပစ်ခတ်ခဲ့လို့နေတချို့ဆိုင်ကယ်နဲ့ကိုရောင်တဲတွေလည်းထိမှန်ပြက်စီးမိလောင်သွားခဲ့ပါသေးတယ်။